မင်္ဂလာပါရှင်။အလေးရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အိဆရာခတ်သူတွေအတွက် Radio အပျော်စင်မဲ့နီလန်းစနစ်ခုကိုပြပြပေးသွားမှာပဲဖြစ်ပါလိမ့်ရှင်။အိမပျော်တာက လူတိုင်းအနည်းနဲ့များမကြခဏကြော်ရတတ်ပါတယ်။ဒီလိုအိမပျော်ရင်အိပျော်အောင်မလို့လုပ်မလဲ။တကယ်နဲ့တထောင်ကြည့်ရလို့တထောင်သာပြစ်သွားတယ်။အဲ့လိုမပြောတာမျိုးလည်းကြုံမှုပါ သိပ္ပံပညာရှင်တွေကအိမ်မပြိုရကြီးအကြောင်းတွေကိုအသေးစိတ်လေ့လာခဲ့ကြပြီးသိပ္ပံနီးကြအိမ်ပြိုအောင်လုပ်တဲ့နည်းလမ်းလေးတွေကိုလေ့လာခဲ့ကြပါတယ်။အိမ်မပြိုစေတဲ့အကြောင်းရင်းရတော့စိုးရိမ်ပူပန်စိတ်တွေကြောင့်ဖြစ်တာလို့ပညာရှင်တွေကပြောပါတယ်။တကယ်လို့သင်ဟာစိုးရိမ်ပူပန်မှုတွေများနေရင်အိမ်ပြိုဖို့ခင်းရပါတယ်။အိမ်မပြောတာများရင်လေတခါစူးရီပူပန်မှုတွေကိုပိုဆိုးစေပါတယ်ဒီခါအိမ်မပြောတာပိုဆိုးလာနိုင်ပါတယ် သိပ္ပံဒီကြလိလာချက်တွေအရာတွေးရှိထားတဲ့အစ္စိယဘက်ကူစီတဲ့နေလန်းတွေရှိပါတယ်။ဒီလိုခုရိုးရှင်းတဲ့နေလန်းတွေကိုအခုပဲကြည့်လိုက်ကြရအောင်နော်။အစ္စိယခတ်သူတွေအတွက်အလွယ်တကူအိပ်ပျော်စေမယ့်နေလန်းဆက်နှစ်ခုရှိပါတယ်။နံပါတ်၁နေလန်းကတော့အပူချိန်လျှော့ချပါ။အခန်းပူချိန်မြင်ပါရင်အိပ်ပျော်ကိုခတ်ပါလေ။ဤရင်အစ္စရာပုံပုံလွယ်ကူပါတယ်။ဒါကြောင့်အခန်းပူချိန်မြဲပါလောက်တာမျို ဒါမှမဟုတ်ခန္ဓာကိုယ်အပူချိန်ကြဖို့ရည်ချိုးတာမျိုးတွေပြုလုပ်သင့်ပါတယ်။နံပါတ်၄ပုံမှန်အိမ်ရာဝင်ခြင်းသတ်မှတ်ပါ။ဘေးချင်းအိမ်မယ်ဆိုတာကိုသတ်မှတ်ပြီးနေ့စဉ်အိမ်ရာဝင်ပါ။ရက်ဆက်လာတဲ့အခါအကျဉ်းရလာပါလိမ့်မယ်။နံပါတ်၃ကတော့နိုင်မကြည့်ပါနဲ့။အိမ်မပြောချိန်မှာဘေးချင်းရှိပြီလဲဆိုပြီးနိုင်ထထကြည့်နေတာကစူးရီပူပါမှုကိုပူဆိုးစေပါတယ်။ဒါကြောင့်အိမ်မပြောရင်နိုင်ထထကြည့်မနေပါနဲ့။ ကိစ္စမှုကိုအနောက်ရှက်ဖြစ်စီတဲ့အတွက်ကြောင့်ပါ။နံပါတ်၄တတတတအိဆက်ပါ။မပြော့လွန်မမလွန်းနေမှုရာလင်မင်းမနာစီမဲ့ကောင်းအောင်သက်ရှင်သက်ရမွေးပြတဲ့အိရကင်းနဲ့တတတတရှိတဲ့ညာအိဝတ်ဆောင်စရာမီကကိစ္စရင်ကိုအိပြော်ရလွယ်ပါလေ။နောက်နံပါတ်၅ကတော့မျက်စိပစ္စည်းတွေအကုန်ပိတ်ထားပါ။မိကြောင့် TV ဖုန်းစတဲ့မျက်စိပစ္စည်းတိုင်းကိုပိတ်ထားတာက ။ဟက်ဆက်မှုကိုအထောက်အကူဖြစ်စေပါတယ်။အိမ်ရဝန်ထမ်းကြီးမှာဖုန်းကြည့်တာမျိုးကိုလည်းလုံးဝရှောက်ချစ်သင့်ပါတယ်။နံပါတ်6တာယာနာပြုတ်ွယ်ဂီတသံများနားဆင်ပါ။ဂီတသံတွေကိုနားဆင်တာကအစစ်ချစ်စဲကိုတွားပေးပါတယ်။အထူးသဖြင့်ညံ့ညောင်းပြီးတာယာနာပြုတ်ွယ်ရှိတဲ့ဂီတသံတွေမျိုးပါ။နံပါတ်9ကတော့အစားစားချိန်နဲ့အစားအစာကိုဂရုစိုက်ပါ အဲ့ရန်ဝင်ချိန်နဲ့အစားစားချိန်ကို၃နာရီလောက်ခွာတာသင်ပါတယ်။အထူးသဖြင့်အစ်ခင်လေးမှာဘာမှမစားတာကအစ်စက်မှုကိုအကျိုးပြုတယ်လို့ကိုလေးချိန်မတက်စေဖို့နီလန်ကောင်းလည်းဖြစ်ပါတယ်။ဒါ့အပြင်ကာဗိုဟိုက်ဒရိတ်များတဲ့အစားအစာကိုမျှဝေပေးတာကလည်းအစ်စက်ကျင်စိမ်းကိုပိုဖြစ်စေနိုင်ပါတယ်။နမရှိနီလာကတော့မနေ့ပိုင်းရောညပိုင်းမှာပါလိကျင်ကလောက်ပါလိကျင်ကလောက်တာကခန္ဓာကိုယ်ရဲ့ဇီဝကံမှာဖြစ်စဉ်တွေကိုအကျိုးရှိစေပါတယ် ုံမှန်လုပ်ပေးမယ်ဆိုရင်ဖိဆက်မှုကိုလည်းအထောက်အကူဖြစ်စေပါတယ်။မနေ့ကရလို့လို့ချင်းနဲ့ညဤရောင်ဝယ်ခန်းကြီးတွေမှာလက်ကျင်ကပြုလုပ်တာကအိပ်ပျော်စေဖို့နည်းလမ်းကောင်းဖြစ်ပါတယ်။နောက်နံပါတ်5ကတော့ယောဂနဲ့တရားထိုင်ခြင်းအလေ့ကျင့်ထားပါ။ယောဂလက်ကျင့်တာတရားထိုင်တာလိုမျိုးအလေ့အထတွေကစိတ်ကိုငြိမ်းချမ်းစေတာမို့ညဘက်တွေမှာအလွယ်တကူအိပ်ပျော်စေဖို့အထောက်အကူဖြစ်စေပါတယ်။ နံပါတ်10ကတော့စိတ်ပြည့်စုံမှုကြောက်နေပါတစ်ချိန်လုံးစိတ်လှုပ်ရှားနေပြီသို့မဟုတ်ပူပန်တော့ကများနေပြီဆိုရင်အိတ်လိုမရဖြစ်နေပါပါဒါကြောင့်အိတ်မယ်ဆိုပြီးဂရင်ပေါ်လဲတဲ့အခါအတွေးတွေအကုန်လုံးရှင်းထုတ်ပြဖို့လိုပါတယ်ပျော်ရွှင်စရာဝမ်းနည်းစရာမြုံမှန်းချက်တွေနဲ့ဘဝရည်မှန်းချက်တွေအားလုံးကိုနောက်မှတွေးဖို့လိုပါ now နံပါတ်7ကတော့နေ့ဒီမှတ်ဒီဒမော့အိတ်ချင်ကိုရှောင်ပါ နေ့ကနေ့လယ်မှာအချိန်ကြာကြီးအစ်စက်ဖြစ်ရင်ညဘက်မှာအိပ်ပျော်ဖို့ခပ်ပါတယ်။ဒါကြောင့်ညဘက်အိပ်မပျော်ဖြစ်ဖြစ်နေရင်နေ့ကနေ့လယ်တီးတမောအစ်စက်တာမျိုးရှော့ချပါ။နောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်စနစ်အချက်ကတော့ကော်ဖီအရက်ရှော့တော့ပါ။စိတ်တလို့တောက်တယ်ဆိုရင်တော့မှပမာဏကိုရှော့ချသင့်တယ်လို့ညအိမ်ရောင်ဝန်ကန်ကြီးမှလည်းမတောက်သင့်ပါဘူး။ကော်ဖီရောအရက်ရောဟာအစ်စက်မှုကိုအနောက်ရှက်ပြုတဲ့အရာတွေဖြစ်ပါတယ်။ အခုပြပြပြီးသွားတာကတော့အိစရာကတ်တူတွေအတွက်အလွယ်တကူအပြည့်အစုံနဲ့နီလာလေးတွေပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးစုတရားရရှိပေးဆိုရင် like and share လေးလုပ်ပေးခဲ့ပါအောင်နော်။ဗီဒီယိုတင်နိုင်အသေးရဟောက် channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဘေးအခါလောက်လေးကိုလည်းနှိပ်ပေးခဲ့ပါအောင်ရှင်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။